်မင်္ဂလာပါရှင်ဘာမခိတဲ့တရင်ဌာနရဲ့ထိတ်တန့်တရင်တွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးရေတောင်ရှည်မြို့နယ်ရွာတိချေးရွာရှိစစ်တပ်စခန်းကိုတိုက်ခိုက်သိမ်းပိုင်မှုဒုဗိုလ်မှူးကြီးညီညီနိုင်အပါအဝင်စစ်သား15ဦးသေဆုံးစစ်တုံးဘဲ2ဦးနဲ့တူလက်နက်ခဲယမ်းများသိမ်းဆည်းရရှိတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ် ပဲခူးတိုင်းရီတောင်ရှင်မြို့နယ်စစ်တောင်းမြေရှိဘက်ကန်ရွာတိကျေးရွာမှာထိုင်ချတက်ဆဲထားတဲ့စစ်သားများကိုဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာဒုဗိုလ်မှူးကြီးညီညီနိုင်အပါဝင် စစ်သား15ဦးသေဆုံးပြီးစစ်တုံးဘဲ9ဦးနဲ့ဒုလက်နက်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ကြောင်းအမတ်နေ့စစ်စင်ရေးနယ်မြေတာဝန်ရှိသူတို့ကပြောကြားပါရယ် ရှမန်နီအော်တိုဘာ20ရက်နေ့ကရေတောင်ရှင်မြို့နယ်စစ်တောင်းမြေရှိဘက်ကန်ရှိရွာသိကျေးရွာ၌အင်အား60ခန့်ဖြင့်ထိုင်ချတက်ဆွဲထားသောစစ်ကောင်စီတပ်စခန်းကိုဝန်ရောက်တိုက်ခိုက်ရာစစ်ကောင်စီတပ်သားများအထိနာပြီးရုတ်ခွာထွက်ပြေးသွားကြောင်းထို့သူစစ်သားများရုတ်ခွာထွက်ပြေးသွားမှုကြောင့်ရွာသိကျေးရွာအထိုင်စခန်းနှင့်ကျေးရွာတွင်ရှိစစ်ကော်မရှင်တပ်၏ကင်းစခန်းများအားလုံးကိုအောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ကြောင်းသိရပါသည်။ရင်းတိုက်ပွဲတွင်အကြမ်းဖက်စစ်ကောင်စီတပ်မှတရင်မှုဒုဗိုလ်မှူးကြီးညီနိုင်နိုင်အပါအဝင်စစ်သား15ဦးသေဆုံးခဲ့ပြီးစစ်တုံးဘက် န်နှုတ်ဖန်စီရရှိခဲ့ကြောင်းတည်ဆုံသွားသောတရင်မူဒုတိယဗိုလ်မှူးကြီးနီနီနိုင်သည်လေးချောင်းရန်ကာကွယ်ရေးတပ်လက္ခဏာနှစ်တုံညာနှစ်ကိုမှဖြစ်ပြီးလက်ရဖန်စီချိန်မှာပစ္စတို ထုတ်၍ခုခံမှုပြုလုပ်သောကြောင့်အသည့်ပြစ်တက်လိုက်ရခြင်းဖြစ်ကြောင်းအသိပေးထားပါသည် မနေ့ကရွာသစ်တိုက်ပွဲမှာတိုက်ရင်အပါ15ဦးသေတဲ့တုံပန်း2ဦးရတဲ့လက်နက်တွေလည်းရတဲ့တိစုံသွားတဲ့စကားဆတိုက်ရင်မှုကဒုဗိုလ်မှူးကြီးညင်းညိုင်းဖြစ်ပြီးတော့လေကြောင်းရန်ကာကွယ်ရေးတပ်ကဖြစ်တဲ့အင်းတောင်ရှိပြီးဇနီးနဲ့သားသမီးတွေကနေပြည်တော်မှာနေထိုင်နေလို့သိရပါတယ်ဟုအမတ်နေစစ်စင်ရေးနယ်မြေတာဝန်ရှိသူတို့ကပြောကြားပါတယ်ထို့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်သားများထံမှဒရုန်းကြံမှာအထိုင်စက်ကြီးတလုံး MA11 အမျိုးအစားတနက်တလက် MA3 အမျိုးအစားတနက်တလက် ခြေသတိမျိုးစားတနက်3လဲ60မမတလဲပစ္စတိုတလဲ 60မမဂျီငါလုံးဂျီပေါင်း10ခုဂျီမျိုးစုံအတောင်တထောင်ခန်းနဲ့မီးစက်တလုံးတို့ကိုတင်စီရရှိပြီးတော်လိုင်းရေးတက်ဖွဲ့ဝင်နှုတ်လဲထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုအမျိုးသားညီညွတ်ရေးဆိုရာကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်၏လက်ညွတ်ချက်အတိုင်းနေပြည်တော်တိုင်းစစ်ဌာနလက်အောက်ရှိတရင်များစုဖွဲ့ထားသောပြူဟာစစ်ကြောင်းကတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးလက်နက်ကြီးပစ်ခတ်မှုများလေကြောင်းတိုက်ခိုက်မှုများကြား၌ပင်ပိတ်မိနေသောကျေးရွာသားပြည်သူများတိုက်ပွဲလွှတ်ရာနေရာသို့ကဲထုတ်ပေးနိုင်ခဲ့ကြောင်းသိရပါတယ်။ လက်ရှိချိန်မှာစစ်ကောင်ရှင်တပ်ဘက်မှစစ်ကိုအင်အားများဖြည့်၍ပြန်လည်တိုးဝင်လာသောကြောင့်တိုက်ပွဲငယ်များဆက်လက်ဖြစ်ပွားနေပါသည်ထို့ကြောင့်စစ်တောင်းမြေဝန်ဝင်ချင်းရှိခြေရွာများမှမိဘပြည်သူများအနေဖြင့်စစ်ရေးတရီဖြင့်နေထိုင်သွားလာကြပါရန်အတည်ပြုထားပါသည်မြို့အစစ်ကြောင်းအနေဖြင့်အမှန်နှင့်စစ်စင်ရေးနေမည်စစ်တောင်းမြေရှိဘက်ကန်ရေးတောင်ရှိနေအခြားသောဒေသများ၌နေပြည်တော်တိုင်းစစ်ဌာနအနေနဲ့စစ်စင်ရေးများအကောင့်ထဲပေါ်ဆောင်ရွက်လျက်ရှိကြောင်းထုတ်ပြန်ထားတယ်လို့သိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်တရင်ကြောင်းကတော့မိုးကုတ်မြို့ဖျားငါးစုနေဝင်ကျင်နဲ့ဖူးစိဘောလုံးကွင်းကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲမှုကလင်းငယ်၃ဦးတိမ်ဆုံးဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်။အကြမ်းဖက်စစ်တပ်ကမိုးကုတ်မြို့ဖျားငါးစုနေဝင်ကျင်နဲ့ဖူးစိဘောလုံးကွင်းကိုစစ်တပ်ကလေရင်ဖြင့်ပုံကျဲချခဲ့ရာကလင်းငယ်၃ဦးတိမ်ဆုံးသွားကြောင်းမိုးကုတ်ဒေသပြည်သူများကပြောဆိုပါရယ်။အော်တိုဘာလ၂၁ရက်မွန်လွေ၃နိုင်ကမှအကြမ်းဖက်စစ်တပ်ကမိုးကုတ်မြို့ဖျားငါးစုနေဝင်ကျင်နဲ့ကန်တော်ဖူးစိဘောလုံးကွင်းကို လေရင်ဖြင့်ကျဲချခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဘုံချိန်မှုကြောင့်ကလေးငယ်သုံးဦးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။မိုးကုတ်အခြေပိုင်းကိုဘုံနှလုံးကျဲပါတယ်။ဘုံတလုံးကဖျားငါးစုနာမှာတလုံးကြတဲ့နောက်ပြီးကလေးတွေကစားနေတဲ့ကံတော်ဖူစေဘောလုံးကွင်းကိုဘုံတလုံးကြတဲ့ကလေးသုံးဦးသေဆုံးပြီး၄ဦးဒဏ်ရာရပါတယ်ဟုမိုးကုတ်ဒေသတရင်ရှင်မြက်ကပြောဆိုပါတယ်။အလားတူအော်တိုဘာလ၁၉ရက်နေ့ကလည်းအကျန်းဖက်စစ်တပ်ကမိုးကုတ်မြို့နယ်အနောက်ခြမ်းရေအေးရွာရှိ ဝင်းမြူရေးချက်ချံကိုလင်းရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခဲ့ပြီးပြည်သူများထိခိုက်မှုရှိမရှိပြည်သူများထိခိုက်မှုမရှိတော့လဲချက်ချံများပြည့်စည်ခဲ့ကြောင်းသိရှိရပါသည် ရန်ကုန်မော်ဘီလေတက်စကန်ဌာနချုပ်ကိုအသေးကန်ဒရုန်းဖြင့်တိုက်ခိုက်မှုဗိုလ်မိုးဝေကျော်အပါအဝင်၂ဦးသေဆုံးပြီးအများအပြားဒဏ်ရာရတဲ့တရင်အကြောင်းကိုတင်ဆက်ပေးပါမယ်။ရန်ကုန်တိုင်းမော်ဝီမြို့ရှိလေတက်စကန်ဌာနချုပ်ကိုအသေးကန်ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ရာစစ်ဗိုလ်မိုးဝေကျော်အပါအဝင်၂ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်တပ်မတော် SRDF တပ်ဖွဲ့မှတာဝန်ရှိသူတို့ကပြောကြားပါရယ်ယမန်နေ့ဇွန်လ9ရက်ည9:00နာရီအချိန် မော်ဘီမြို့အခြေဆိုင်အကျန်းဖက်စစ်ကောင်စီလေးတက်စကန်ဌာနချုပ်ကိုအိုထိန်တွင်းရွာစစ်စင်ရေးဖြင့်ဂျမ်းမာကျော်ဖြတ်နိုင်သောအစစ်မြေအသေးကန်ဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာလေးတက်စကန်ကင်းစင်ကိုထိမှန်ပောက်ကွဲခဲ့ပြီးစစ်ဗိုလ်မိုးဝေကျော်နှင့်စစ်ကောင်စီတပ်သားဖြိုးကူကိုတို့တိစုံခဲ့ကြောင်းသိရပါသည်။ဂျမ်းမာကျော်ရဲ့ဆူဆိုက်ဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့တာပါ မော်ဘီလီတက်ရဲ့ကင်းစကန်ကိုအထိချက်ကောင်းကောင်းထိမှန်ပေါက်ကွဲခဲ့ပါတယ်။လေးချောင်းရဲဘက်ကတက်သားဖြိုးကိုကိုတေးတယ်၊ဘုံမိုးဝေကျော်လည်းတေးတယ်။အတီးပြုတ်လို့ရပြီးတက်သားဖြိုးကိုကိုက950ခွန်ရခိုင်ရှည်တန်းစစ်မြေပြင်ကနေပြောင်းရွှေ့ခံလိုက်ရသူလို့ သိထားပါတယ်။နောက်ပြီးတော့စကမိသားစု6ဦးလည်းထိတယ်။သိမသိတော့မသိရဘူး။ထိတာကတော့အတွင်းလူတွေကြီးပဲပြည်သူတွေမပါဘူးဟုပြည်သူ့ကာကွယ်တပ်မတော် SRDF တပ်ဖွဲ့မှတာဝန်ရှိသူကပြောကြားပါတယ်။ အစောပိုင်းတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော် SRDF နဲ့ရွှေဘိုခရိုင်အမှတ်15တပ်ရင်းတို့ပူးပေါင်းကအိုးထိန်တွင်းရွာစစ်စင်ရေးဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိကိမရှိအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ယခုတိုက်ခိုက်ခံရမှုနှင့်ပတ်သက်၍စစ်ကောင်စီလော်ဘီတရင်ဌာနများကပြည်သူအချို့ထိခိုက်ဒဏ်ရာရရှိသည်ဟုဝါဒဖြန့်ချိနေကြောင်းတိုက်ခိုက်ခဲ့သည့်ရဲဘော်များအနေဖြင့်စစ်စင်ရေးမှတ်တမ်းများကိုတေးကြစွာလုံဆောင်လာခဲ့ခြင်းဖြစ်ပြီးပြည်သူတအူးတယောက်များထိခိုက်ဒဏ်ရာရရှိ ှိခြင်းမရှိသည်ကိုအတိပြုနိုင်ကြောင်းအတည်ပြုထားပါသည်။နောက်ထပ်အိုထင်းတွင်အတွက်လက်တုံးပြန်စစ်ဆင်ရေးတွေဖော်ဆောင်သွားမှာဖြစ်ပါသည်။မကြာတော့တဲ့ကာလမှာတပြည်လုံးလွတ်မြောက်ရေးအတွက်တိုက်ပွဲဖော်ဆောင်ကြတော့မှာဖြစ်တဲ့အတွက်မိဘပြည်သူတွေအနေနဲ့အားတင်းထားပါလို့ပြောချင်ပါတယ်ဟုပြည်သူ့ကာကွယ်တပ်မတော် SRDF မှတာဝန်ရှိသူကပြောပါရယ်။မေလ12ရက်နေ့စကိုင်းတိုင်းတပင်းမြို့နယ်အိုထင်းတွင်ရွာစာတင်ကျောင်းကိုအကျန်းဖက်စစ်ကောင်စီတပ်ကလေးကျောင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ရာကလေးငယ်များဆရာမများအပါအဝင်24ဦး ဦးသေဆုံးပြီးတရာကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါဗျ။ဆက်လက်ပြီး ခုတ်ကူတီဟိုရှင်ဖရာပွဲမှာစစ်တပ်ကလူငယ်အများအပြားကိုပိတ်ဆို့ဖမ်းဆီးတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။မကွေတိုင်းပခုတ်ကူမြို့မှာကျင်းပနေတဲ့တီဟိုရှင်ဖရာပွဲမှာစစ်တပ်ကပွဲလာတဲ့လူငယ်တွေအများအပြားကိုပိတ်ဆို့ပြီးဖမ်းဆီးသွားကြောင်းဒေသခံများကပြောပါရယ်။ဇွန်လာစမ်းမှာကျင်းပနေတဲ့ပခုတ်ကူမြို့ကတီဟိုရှင်ဖရာပွဲစီမှာပြီးခဲ့တဲ့ဇွန်လာ၈ရက်ညနေ9:00နာရီကပွဲစီလာလူငယ်အများအပြားကိုစစ်ကောင်စီတပ်ရဲနဲ့ပြူစောတီတွေကပက်ပက်လေပိတ်ဆို့ပြီးဖမ်းဆီးသွားကြောင်းပခုတ်ကူမြို့ ုခံတွေကပြောပါရယ်ပွဲစည်းလာတဲ့လူငယ်တွေကိုပိတ်ဖန်တာပြေးချလွှားကြနဲ့ပွဲစည်းတန်းနဲ့ရုပ်ရုပ်တဲတဲတောင်ဖြစ်သွားတယ်လို့ပခုတ်ကူဒေတာကန်တူကပြောပါရယ်ပွဲစည်းတန်းမှာလူငယ်30ခန်းဖမ်းဆီးခံလိုက်ရတယ်လို့သိရပြီးအရေးအတွက်အတီချာကိုတရင်ဌာနအနေနဲ့တီးချအတီပြုလို့တော့မရသေးပါဘူးမိသားစုဝင်တွေကလိုက်လံစုံစမ်းပေမဲ့ဘဲကိုခေါ်သွားတယ်ဆိုတာမသိရသေးဘူးလို့မြို့ကန်တွေကလည်းပြောပါရယ်ဖမ်းဆီးသွားတဲ့လူငယ်တွေကိုစစ်မှုထမ်းဖို့တခြားဒေတာတွေကိုပို့ဆောင်မယ်ဆိုတဲ့တဲ့င်းနေလဲကြားနေရကြောင် မြို့ကန်တွေကပြောပါရယ်ပခုတ်ကူမြို့နယ်အတွင်းကကျေးရွာတွေမှာတော့စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးမိရှို့တပ်ဖြတ်တာတွေပြုလုပ်နေပြီးဒေသောင်းတိုက်ခိုက်မှုတွေပါပြုလုပ်နေပါရယ်စစ်ကောင်စီဟာဇွန်လဆန်းကစပြီးမန္တလေးမကွေးစကိုင်းအစရှိတဲ့ဒေသတွေအပါအဝင်တနိုင်ငံလုံးမှာလိုင်စင်မဲ့မော်တော်ယာဉ်တွေဖမ်းဆီးရင်လူငယ်တွေကိုပါစစ်မှုထမ်းဖို့ဖမ်းဆီးနေတယ်လို့သိရှိရပါရယ်